ကဲဒါတို့သမီးတို့ရေဆရာတို့ alphabets နော် big letter တွေရေးလာတာကိုချစ်ဆက်လိုက်ကဲဒါဆိုဒီတကဆရာတို့ကဘယ် group ထပ်လာအောင်မလဲခုန short sound ပြီးပြီးဒီတက long sound တွေထွက်တဲ့ group ကိုဆက်သွားမယ်ကဲဆိုတော့ long sound တွေဘယ် alphabet တွေထွက်လဲမှတ်မိကြလားကြောက်ပြန်ပြီးကြိုးပြပါအောင် l m n s z ငါလုံး เนาะဒီငားလုံးဒီအတန်ထွက်တဲ့အခါမှာဆရာတော့ long sound အတန်လေးကိုရှေ့ရှေ့လေးဆွဲပြီးတော့ထွက်ပေးရတယ်ဟုတ်ပြီเนาะဆိုတော့ဒီ long sound นี่ထွက်တဲ့ alphabet တွေကိုဆရာတို့ကရေးကြည့်ကြမယ်เนาะ writing ကဲဆိုတော့ရေးမယ်ဆိုတော့ခဲရန်လေးကြီးခြင်ထားမယ်စာအုပ်ကလေးကြီးယူထားကြမယ်စပြီပထမဆုံးပါလဲ L ကဲဒါဆို L လို့စာရေးမယ်เนาะဆရာဘယ်နှချက်ဆွဲသွားလဲတေချာကြည့်เนาะစပြီ L 1 2 တစ်ချက်နှစ်ချက်ကဲဒါသားမျိုးဘာမှမခက်ဘူးเนาะအဲ့တော့ဒါပဲဒုတ်ချောင်းလေးနှစ်ခုကိုနှစ်ချက်ဆွဲလိုက်တယ်အဲ့လိုဖြစ်သွားပြီเนาะလွယ်လွယ်လေးပါလေ့ကျင့်ရတာဘာမှမခက်ပါဘူးเนาะကဲဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့ဆွဲမယ်ပြီးရင်ဒီ alphabet ရဲ့အတောင်လဲသားတို့เนาะဗဇက်ကလေးရနေပြီးတော့လိုက်ပြီးတော့ရွတ်ပါဒါဆိုကောင်းနေမှာပူပြီးတော့ဆွဲပြီးတော့မမီသွားမယ်เนาะကဲစားလိုက်ကြအောင် L O ဒါပဲတော်ဘာမှမဖြစ်ဘူးဟုတ်ပြီနော်ဒါဆိုနောက်တစ်လုံးဆရာတို့ဆက်သွားမယ် LB ဘာလာလဲဆရာတို့လုံးဆောင်နေတယ်ပါဟုတ်တယ် M ဟုတ်တယ်နော်ကဲဒါဆိုဆရာတို့ M ကိုဆွဲကြည့်ရအောင်နော်ဆိုတော့ M ကြတော့သူကဆရာတို့ဆွဲရတာနည်းနည်းတော့အချက်ကြီးများတယ်နော်ဆိုတော့ဒါသူမျိုးတေးချာလေးလိုက်ကြည့်ပါဆရာဘယ်နှချက်ဆွဲသွားလဲစာပြီး M တစ်ချက်နှစ်ချက်သုံးချက်လေးချက်ကဲလေးချက်ဆွဲမယ်နော် တော့တော်တမျိုး엠မှာဆွဲလို့ရှင်ဆရာတို့ဆွဲနေအမားရှိတယ်အဲ့ဒါဘာလဲဆိုတော့ M ကိုဆရာတို့ကလေးချက်ပြည့်အောင်မဆွဲဘဲတခါတည်းဟော်ဒီလို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 တစ်ချက်တည်းနဲ့ M ကို wipe ပစ်လိုက်တာရှိတယ်ဆိုတော့အဲ့ဒီတစ်ချက်တည်းနဲ့ဆွဲရနေသည်ဆရာတို့ကနီလာမှားတယ်နော်အဲ့လိုမျိုးမဆွဲရဘူးလေးချက်ပြည့်အောင်ဆွဲမယ်နော်ကဲဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်မယ်ပါဇက်ကပါအတန်လေးကိုလိုက်ရမယ်စပြီတစ်ချက်နှစ်ချက်သုံးချက်လေးချက် m ဟုတ်ပြီเนาะอืม very good okay ဒါဆိုရင်ဆရာတို့နောက်တစ်လုံးထပ်သွားအောင်ဒီခိုင် n okay n ကြတော့ဆရာတို့ကအဲသူလဲဒါဆွဲတဲ့နီလန်ရှိတယ်မားလို့မရဘူးเนาะ okay ဒါဆိုရင်ဆရာဆွဲတာကိုတေချာလိုက်ကြည့် n ဆွဲပြီเนาะခေတန်လေးကိုထောက်မယ်တစ်ချက်နှစ်ချက်၃ချက်ဒါပဲဟုတ်ဆိုတော့ n မှာလည်းအဲ့လိုပဲတားပြီးတော့เนาะ ဆွဲရတဲ့အခါမှာဇွေနီအမားရှိတယ်။အဲ့ဒါဘာလို့လဲဆိုတော့ m ကိုအဲ n ကိုဘယ်လိုဆွဲလိုက်ကြရလဲ။ဒီအပေါ်ကနေစမဆွဲရင်ဒကာရဲ့အောက်ကနေစပြီးတော့ဒီလိုဒီလိုဒီလိုတစ်ချက်တည်းနဲ့ wipe ပစ်လိုက်တာ n ကိုအဲ့ဒါမျိုးဒီဇွေနီအမားဖြစ်ပါလေ။နော်ဆွဲလို့ရှိရင်အောက်ကနေဒီလိုဒီလိုဒီလိုတစ်ချက်တည်းမဆွဲဘူးနော်။ဆရာကုနာပြောထားသလိုသုံးချက်ပြည့်အောင်အပေါ်ကနေပဲစပြီးတော့ဆွဲမယ်။ဆရာသားမျိုးဒါလေးကိုတစ်ချက်ပြန်ပြီးတော့လေ့ကျင့်ကြမယ်။ ဆွဲပြီเนาะ n mm very good okay ဒါဆိုဆရာတို့နောက်တစ်လုံး s ဟုတ်ပြီ s s ကြတော့ဆရာတို့ကလွယ်ပါလေသူကကြတော့เนาะဒါသားတို့ small letter မှာလဲဆွဲခဲ့ပူပါတယ်။ကြည့်ဒါဆိုရင် s လေးကိုဆွဲကြည့်ကြမယ်။ဆွဲလို့ရှိရင် s ကိုဘျောင်းပြန်အောက်ကနေမတက်ဘူးเนาะ။အပေါ်ကနေပဲဆဆွဲမယ်။ကြည့်ကြကြည့်ပါ။ကဲခဲတန်းလေးထောက်မယ်အပေါ်မှာဆွဲပြီး s ။ အောက်မှာဆုံးသွားတယ်ဘာမှမဖြစ်ဘူးဆိုတော့အဲ့မှာအဲ့ဆွဲလို့ရှိရင်သတိထားရမှာတော့နော်ပြောင်းပြန်ရင်းနေတော့မဆွဲနဲ့ပေါ့အောက်ကနေစတက်ပြီးတော့အပေါ်ဝိုက်တာတော့မလုပ်နဲ့ပေါ့နော်အပေါ်ကနေစပြီးဝိုက်မယ်အောက်မှာဆုံးမယ် yes လွယ်လွယ်လေးဘာမှမဖြစ်ဘူးเนาะဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်မယ်အတန်တွက်ကလေးပါထွက်ကြည့်မယ်စပြီ s very good ကဲဒါဆိုတော့မျိုးဆရာတို့လေ့ကျင့်လာတာနောက်ဆုံးတစ်လုံးမှကျန်တော့တယ်ဒီ long song နည်းနည်းပါကဲ long song ထွက်တဲ့နောက်ဆုံးတစ်လုံးကဘာရှိသေးလဲ Z ဟုတ်တာဗောကဲဒါဆို Z လေးကတော့လွယ်လွယ်လေးပါသားတို့မျိုးရေနောက်ဆရာနဲ့တူတူဆွဲကြည့်လိုက်မယ်ကဲဒါဆိုရင် Z ကိုဆွဲပြီเนาะတခြားလိုက်ကြည့် Z ဒါပဲအာမောက်ကဲအဲ့လိုမျိုး Z ရเนาะတခါရဲဒီလိုမျိုးလေး ဆွဲလိုက်ရုံပဲဆရာကကုနာပြလိုက်တော့ကဲဒါဆိုတော့တစ်ခေါက်တော့ပြန်ပြီးတော့လေ့ကျင့်မယ်တန်ထွက်ကလေးကိုထွက်ကြည့်မယ်စပြီဇီဇကဲအာမမ်ကက်နော်ဒါပဲသားကဲဆိုတော့ဇီလေးကိုရေးတက်သွားပြီဆရာရေးတဲ့နေ့တိုင်းဆိုတော့ဒါတို့ပြောအခုဒီ၅လုံး long sound ထွက်တဲ့၅လုံးနော်ဘာတွေလဲပြန်ပြောကြည့်မယ် l m n s စီဒါဒီငားလုံးကိုအခုဆရာကြီးပြသွားတဲ့အချိန်ဓာတ်ရေးတယ်ရေးတတ်သွားပြီကဲဒါဆိုရင်เนาะဆရာတို့အရှိရာ big letter တွေရေးခဲ့သလိုပဲเนาะပို့ပြီးတော့ခေါင်းထဲမှာဆွဲသွားအောင်မှတ်မိသွားအောင်ဒါတို့သမီးတို့ကပြန်ပြီးတော့လေ့ကျင့်ဖို့တော့လိုတာပေါ့เนาะကဲဒါဆိုရင်ဆရာရေးပြသွားတဲ့နီးလိုင်းတွေအချိန်အိမ်မှာတစ်ခါပြန်ပြီးတော့လေ့ကျင့်ကြပါเนาะ